အလုံးဝမင်္ဂလာပါဗာမသူဒီနေ့လာပြီးတော့ဝေမျှပေးခြင်းတာလေးကကြတော့ဗာလေးပြောခြင်းလဲဆိုရှင်မသူတို့တွေပေါ့နော်ဒီတော်တော်များများကခုခေတ်ကကြတော့စကင်ကဲတွေတော်တော်များများသုံးတယ်သုံးနေရတာနဲ့ကိုယ့်ရဲ့အသားရေကဒီပေါ့နော်မျက်နှာအသားရေရဆိုလို့ရှိရင်ကိုလိုချင်တဲ့အနေအထားကိုမရဘူးနောက်လို့ရှိရင်မျက်နှာကိုကိုကစကင်ကဲတွေတည်ချာချာဂယူဆိုင်ပြီးတော့သုံးနေရတာနဲ့မျက်နှာမှာအစီဘူးတွေဝက်ချံတွေထွက်လာပြီးဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့မျက်နှာတက်နေတဲ့နီလန်းကမှားနေတာလားဆိုတာကိုတည်ချာချာပြန်ပြီးတော့ ဆုံးဖြည့်ရမယ်ပေါ့နော်စဉ်းစားရမယ်မျက်နှာတိတဲ့ခါမှာဆိုလို့ရှိရင်မတူလူတွေကသတိမထားမိပဲနဲ့အမားတွေလုံမိတဲ့ခါမှာဆိုလို့ရှိရင်မျက်နှာမှာအေးချောင်းတွေထွက်လာမယ်ဝက်ချံတွေအစီဘူးတွေထွက်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာနိုင်တယ်နောက်လို့ရှိရင်မျက်နှာအသားရည်ကညစ်နေတာလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးတွေမဖြစ်အောင်ဆိုလို့ရှိရင်တော့မတူကူပြောတဲ့အချက်ခုနှစ်ချက်ကိုအာရှောင်ကျင်ရမယ်ပေါ့နော်အဲ့လိုမျိုးကဘာတွေလဲဆိုလို့ရှိရင်တော့နံပါတ်1အနေနဲ့ကတော့မျက်နှာကိုတိတဲ့ခါမှာဆိုရှင်မျက်နှာသစ်စပြားလေးတည်တဲ့အတော့မှာအဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ကိုတိုက်စ က်ပြားတွေသုံးနေမယ်ဆိုလို့ရှိရင်ကြတော့မျက်နှာအသားရဲ့6သွေးမယ်နောက်ပြီးလို့ရှိရင်တော့အရေးချောင်းတွေထွက်ပြီးတော့အစီဘူးတွေဝက်ချံတွေလည်းထွက်လာနိုင်တယ်အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်မသူတို့မျက်နှာကိုတစ်တဲ့ဆက်ပြားကသီးသန့်ထားဆိုတာကဒီခန္ဓာကိုယ်ကိုတိုက်တဲ့ဆက်ပြားတွေကကြတော့သူကကြတော့ Egaline pH တွေပါနေတဲ့အတွက်အသားရဲ့ကို6သွေးစေတယ်6သွေးစေတဲ့အတွက် ကိုကလည်းပုံမှန်မျက်နှာအသားရည်က6သွေးတဲ့အသားရည်ပိုင်ရှင်သာဆိုရင်ဒီမျက်နှာသစ်ဆက်ပြာမဟုတ်ပဲနဲ့ကိုတိုက်ဆက်ပြာနဲ့သုံးပြီးတဲ့အခါမှာဆိုလို့ရှိရင်မျက်နှာကပိုပြီးတော့အသားရည်6သွေးလာနိုင်တယ်ပေါ့နော်နံပါတ်1အချက်အနေနဲ့နံပါတ်2အချက်အနေနဲ့ကကြတော့မသူတို့မျက်နှာသစ်တဲ့အခါမှာဆိုလို့ရှိရင်ရည်နွေးပေါ့နော်ရည်နွေးနဲ့သစ်တာကကောင်းနေဆိုပြီးနဲ့အရင်ပူတဲ့ရည်နဲ့တော့မသစ်ပါနဲ့လို့မသူအနေနဲ့အကြံပြုချင်ပါတယ်ပူတဲ့ရည်နဲ့သစ်တဲ့အခါမှာဆိုရှင်မျက်နှာတွေက6သွေးသွားနိုင်တယ်ပေါ့နော်နံပါတ်2နံပါတ်3ကကြတော့မျက်နှာ သစ်တဲ့အခါမှာဆိုလို့ရှိရင်မနေ့အိမ်ရနိုးတာနဲ့မျက်နှာကိုသစ်ပါလို့ပြောခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့မသူတို့ကဒီခန္ဓာကိုယ်ကဆဲတွေကိုအစ်စ်တွေမူအိတ်နေတဲ့ချိန်မှာဆိုခြင်းဆဲတွေကိုအစ်စ်မွေးဖွားလာတယ်ဒါပေမဲ့အစ်စ်မွေးဖွားလာပြီနဲ့မျက်နှာမှာအာဖုံဖုံနေတဲ့ဒီ အညစ်အကြေးတွေကတော့ဒီချွေးပိချွေးပေါက်ကလေးတွေမှာပိတ်နေတဲ့ဆိုတဲ့အတွက်မနေ့အိမ်ရန်တို့ရတဲ့မျက်နှာသစ်ပါဘာဖြစ်လို့ပြောတာလဲဆိုတော့အတညာလုံးအိတ်တဲ့ခါမှာခေါင်းကမတန်တဲ့ဘက်တီးရီးယားတွေဘာတွေရှိတယ်လို့ဆိုလို့ရှိရင်ကိုရီးယား၈နာရီလောက်အိတ်ထားတဲ့ဆိုတဲ့အတွက်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကြတော့မျက်နှာဒီမှာဘက်တီးရီးယားပိုးတွေဝင်ပြီးတော့အဆီဘူးတွေဝက်ချန်တွေထွက်လာနိုင်တယ်ပေါ့နော်နံပါတ်3အချက်အနေနဲ့နံပါတ်4ကကြတော့ဒီမျက်နှာကိုသစ်တဲ့ခါမှာဆိုရှင်ကိုမျက်နှာမှာဒီစားဝက်ချန်တွေတို့အဆီဘူးတွေတို့ထွက်တဲ့ခါမှာပျောက်ချင်စောနဲ့အရင် ်းကြီးကုတ်ဖဲပြီးတော့မျက်နှာအားနဲ့ပေါ့နော်ကုတ်ဖဲပြီးတော့မသစ်ပါနဲ့လို့အကြံပြုခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးလုတ်တဲ့အခါမှာဆိုလို့ရှိရင်ဒီမျက်နှာကပိုပြီးတော့ဒီမျက်နှာကိုရိုင်းပုတ်တိုက်တဲ့အခါမှာဆိုလို့ရှိရင်အရေပြားတွေခြောက်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ဆိုလို့ရှိရင်ကြတော့တပတ်တစ်ခါလောက်တော့ဒီမျက်နှာကိုခြေချွတ်တာတွေစကရက်တိုက်တာတွေကတော့လုံးလို့ရတယ်နှစ်ဖက်ငါးကကြတော့ကိုက mask ကိုကပ်မှာပေါ့နော် face mask ဒီ mask ဒီကပ်မယ်ဆိုလို့ရှိရင်မျက်နှာသစ်ပြီးမှကပ်ပါလို့ပြောခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ mask မှာပါတဲ့ဒီ တ်တွေကဒီမျက်နှာကိုတဲကိုအသားရည်တွေကိုစိတ်ဝင်သွားအောင်ဆိုတဲ့အတွက်အဲ့လိုမျိုးလေးလုပ်ပေးရမယ်။နောက်တစ်ချက်ကကြတော့ကိုကမိတ်ကပ်တွေလိမ့်တဲ့အခါမှာဆိုလို့ရှိရင်ဒီမျက်နှာတင့်နဲ့သွားပြီးတော့အစ်အစ်ပြီးတော့မဖြစ်ပါနဲ့။အကောင်းဆုံးကကြတော့ဒီမိတ်ကပ်ဖြစ်တဲ့ဆေးရည်လေးနဲ့ဖြစ်တာကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ခုခေတ်ကာလကကြတော့အာရေဆိုးခံအောင်ချွေးပြချွေးတွေထွက်လို့ရှိရင်လည်းခံအောင်ဆိုပြီးတော့ဓာတ်ရုပ်ပစ္စည်းတွေနဲ့ဒီမိတ်မျက်နှာပေါ့နော်။အာဒီမိတ်ကပ်တွေမှာပါတယ်ဆိုတဲ့အတွက်ဒီမျက်နှာမိတ်ကပ်ဖြစ်တဲ့ဆေးရည် င်နဲ့အရင်လှုပ်ပြီးမှမျက်နှာသက်ပါလို့ပြောချင်တယ်တကယ်လို့ကိုကမလှုပ်နိုင်ဘူးဆိုရင်တော့ဒါပဲ cleansing လုပ်ပါလို့အကြံပြုချင်ပါ နောက်ဆုံးအချက်ခွန်အနေနဲ့ကကြတော့ဗာလဲဆိုလို့ရှိရင်တော့မျက်နှာတုတ်တဲ့အခါမှာဆိုလို့ရှိရင်မျက်နှာသစ်ပြီးမျက်နှာတုတ်တဲ့အခါမှာဆိုရှင်မျက်နှာတုတ်ပေါ်ွားသီးသန့်ထားတဲ့အကောင်းဆုံးကတော့ tissue လေးနဲ့ရတော့ပိုကောင်းနေဒီကိုလုံးတွေကိုတိုက်တုတ်ထားတယ်မျက်နှာတုတ်ပေါ်ွားနဲ့တော့သွားပြီးတော့မျက်နှာကိုမသစ်ပါမတုတ်ပါနဲ့လို့ပြောခြင်းနဲ့ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့ bacteria တွေကမျက်နှာကိုသွားပြီးတော့ရောက်တဲ့အခါမှာဆိုရှင်အဆီပုတွေဝက်ချံတွေထွက်နိုင်တယ်ပေါ့နော်အခုမှသူကပြောတဲ့အချက်ခွန်တစ်ချက်ကလေးကကြည့်နေတဲ့သူလေးတွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ like and share လေးလုပ်ပေးအောင်နော် ဒီကိုယ်ရဲ့သတိမထားမိတဲ့ကိုယ်ရဲ့အပြုမှုကြောင့်ကိုယ် skin care တွေကောင်းကောင်းသုံးနေရတဲ့အသင်းမျက်နာကဒီလိုမျိုးမွေးချောင်းနေတာတွေဝှက်ချန်နေအစီဘူးတွေထွက်တာတွေမဖြစ်အောင်ဆိုလို့ရှိရင်တော့မတ်တကူပြောတဲ့အချက်ကလေးတွေကိုလိုက်နာပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်